はい、皆さんこんばんは。ぬえです。私はディニマロ Informina no Nihongo Grammar さんへ Akan 48を設備で収録してもらってます。私てんびてみビデオ裡が固定調子してるそうにコメントもまんべげるやばれ。なとくは宮間県がそうにね VPN で検知費をリクエストしてやし。けだそうにのディニへ後た K とくを設備で離れちゃめの。Akan 48 အခန်း48မှာဆိုရင်တော့ဝတ်တရှိတော့နောက်ထပ် K တစ်ခုထပ်သိရမယ်ပေါ့နော်အဲ့ဒါကတော့ဗာလေးဆိုရင်ရှီရဲ့ KK ရှီရဲ့ KK ကတော့ခိုင်းတာပြီးရင်လှုပ်စီတာတို့လှုပ်ခွင်းပြူတာတို့ဆိုတဲ့နေရာတွေမှာသုံးတယ်အဲ့တော့ခိုင်းနဲ့လှုပ်ခွင်းပြူတယ်ဆိုမှတော့ဝတ်တရှိတို့ဒီအကြီးရနေအငယ်ကိုပဲခိုင်းလို့ရမှာလीနော်အထက်လူကြီးကနေကိုယ့်ရဲ့လက်အောင်ငယ်သားတွေကိုပဲခိုင်းလို့ရမှာအဲ့တော့ဒီနေ့အပြင်ပြောလို့ရှိရင်လူကြီးကနေလူငယ် ဆရာကနေတပည့်ကြီးတဲ့သူကနေငယ်တဲ့သူကိုတခုခုခိုင်းတာနောက်တစ်ခုကသူတို့သူတို့လာပြီးတော့ဟိုတခုခုလှုပ်စီတာဗောနောပုံမှာသူတို့ရဲ့အနာဂတ်အတွက်အင်္ဂလိပ်စာကိုသင်ယူစီတယ်လို့ဂျပန်စာကိုသင်ယူစီတယ်လို့စသဖြင့်နောက်တစ်ခုကသူတို့တောင်းတဲ့ခွင့်ပြုချက်တွေကိုခွင့်ပြုပေးတယ်လို့ဥပမာဂျပန်စာသင်ရင်းနေဆိုရင်ဂျပန်စာကိုသင်ခွင့်ပြုတယ်စသဖြင့်အဲ့လိုမျိုးတွေနေရာတွေမှာတုံပါမယ်ရှီယခိခေခိုင်းတာလှုပ်စီတာလှုပ်ခွင့်ပြုတာလှုပ်ခိုင်းတာ လှုပ်စေတာလှုပ်ခွင့်ပြုတာကြီးတဲ့သူကနေငယ်တဲ့သူကို ခိုင်းမှဖြစ်ပါတယ်အဲ့တော့သူ့မှာလေထုံးစံတိုင်းကိုတချို့ group သုံးခုကနေပြောင်းမယ်။ group 1ဆိုရင် e line ကနေ a line ပြောင်း same mask က။ခိုင်းနေဆိုမှာတော့ဆဲပြီးတော့ခိုင်းနေလို့မှတ်ထားလိုက် same mask လေးကတော့ e line ကနေ a line ပြောင်း a တဲ့သူတွေဆိုရင်တချို့ဒီကစိတ်မရှိဘူးเนาะ။ရိုင်းတဲ့စကားပြောတာမဟုတ်ပါဘူး။ same မရှိဘူး။ဆဲပြီးတော့ခိုင်းကြတယ်လीเนาะ။ အားတဲ့လူတွေကိုဆဲပြီးတော့ခိုင်းကြရဲဆိုတော့ A line ကနေ R line ပြောင်းဆဲမစကန်မယ်အဲ့တော့ဝတိရှိရဒီမှာထပ်ပြီးတော့ရှင်းပြမယ်ပေါ့နော်ဥပမာခါခီမတ်ခါခီမတ်ဆိုရင်ဝတိရှိကို E line ကနေ R line ပြောင်းဆိုတော့ခီရဲ့ R line ဒီခခခနောက်မှာဆဲမကက်ဆိုတော့ခခဆဲမစခါခီမတ်ကရေးတာခခဆဲမဆိုတော့ရေးခိုင်းနေဟာလားဆရာကကြပွဲကိုဒီစာကိုရေးခိုင်းနေ ဒီစာကိုရေးစီတယ်နောက်တစ်ခုကရေးဝင်ပြုတယ်ဆက်သဖြင့်အဲ့ဒါမျိုးတွေမှာတောင်းပါမယ်နောက်တစ်ခု no me must တောက်ကြအဲ့တော့ me me ရဲ့ align ဒီ ma no ma နောက်မှာ say ma gemes no ma say ma no ma say ma အဲ့တော့ no ma say ma ဆိုလို့ရှင်ဒါဆိုရင်တောက်ခိုင်းတာဒီဆေးတောက်ခိုင်းတာနေကောင်းပြဖို့အတွက်အမေကနေသူသတိမျိုးကိုဆေးတောက်ခိုင်းတာဒါမှမဟုတ်ရှင် သူတို့လှုပ်ချင်တာအတွက်လှုပ်ခွင့်ပြုလိုက်တာဟာလာဒီမှာဆိုရင်ဘီယာတောက်ချင်နေဆိုဘီယာတောက်ခွင့်ပြုတာဘီယာတောက်ခွင့်ပေးတာစသဖြင့်ပေါ့နော်နောက်တစ်ခုယာဆူမီမတ်အနာယူတာယာဆူမီရဲ့အလိုင်းဒီမယာဆူမတ် နောက်မှဆေးမစကတ်မယ်။ရာစုမှဆေးမဆိုရင်ဒါဆိုရင် အနာယူစေတာအနာယူခိုင်းတာဥပမာထားပါတော့ဆရာဝန်ကနေပြီးတော့ဒီစီကံအောင်လာပြတဲ့လူကိုနှစ်ပတ်လောက်နားပါနှစ်ပတ်လောက်နားယူခိုင်းတာပေါ့နော်အဲ့လိုမျိုးတွေမှာတုံးလို့ရတယ်။နောက်တစ်ခုကကြတော့အာကိုအတန်းပြတ်ခြင်းလို့နေမကောင်းလို့ခွင့်နှောင်းခြင်းနဲ့ခွင့်ပြုတယ်ရတယ်နားလိုက်နားခွင့်ပြုတယ်လို့ပြောတဲ့ခါမှာလည်းအထက်လူကြီးကကိုရာစုမှဆေးမပြောရမယ်ပေါ့နော်ဒီလိုမျိုးတွေမှာတုံးပါမယ်။ နောက်တစ်ခုနောက်တစ်ခုကတော့ glue do ဆိုရင်တော့စဆဲမစကတ်မယ်စပြီးတော့ဆဲတယ်စပြီးတော့ဆဲတယ်သူများအောင်ခိုင်းဖို့အတွက်စပြီးတော့ဆဲတယ်အားတဲ့လူတွေကိုဆဲပြီးခိုင်းရတယ် glue 1 a ဆဲမစ glue do ဆိုလို့ရှင်တော့စဆဲမစဆဲပြီးတော့ခိုင်းရတယ်ပေါ့နော်ဒါပဲမဆိုလို့ရှင်တော့သူက mask လေးပြုတ်စဆဲမဆိုတော့ဒါပဲစဆဲမစစားစီတယ်စားခွင့်ပြုတယ်စသဖြင့်မိမဆိုရင်မိစဆဲမစကြီးစီတယ်ကြီးခွင့်ပြုတယ် ထုံးစံတိုင်းမဲ့ group 3ဆိုလို့ရှင်တော့ kima ဆိုရင် ko sa se mas kima ဆိုရင် ko sa se mas ပြီးရင် shima ဆိုရင် sa se mas အဲ့တော့ group 3မှာဆိုရင်တို့က noun plus shima တွေဆိုရင်လည်း group 3တွေမှာဝင်နေလေနော်အဲ့တော့ noun plus shima တွေဆိုလို့ရှင်လေ k အတိုင်းမှာ shima စပါတဲ့ဟာတွေကိုနောက်မှာပုံပြောင်းလို့ရှင်ရင် noun plus shima တွေကိုလည်းအဲ့လိုပြောင်းမှာဥပမာ bengyo shima ဆိုတဲ့စကားလုံးလေး bengyo shimasu ဒါဆိုရင်ဘင်းကျော်ကနောင်ကြီးနောက်ကရှီမတ်စ်နဲ့တွေ့ထားတာအဲ့ဒါဆိုရင်ဝတ္တရှိသူကပြန်ရည်တဲ့အခါမှာဘင်းကျော်ဆဆေမတ်ဆိုပြီးဖြစ်သွားမှာပေါ့ရှီမတ်စ်ကဆဆေမတ်ဆိုတော့ဘင်းကျော်ဆဆေမတ်လေးလာစီတယ်ညွန်ကောဘင်းကျော်ဆဆေမတ်ဂျပန်စာကိုလေးလာစီတယ်လေးလာခွင့်ပြုတယ်လေးလာခိုင်းနေစသဖြင့်အဲ့လိုမျိုးတွေမှာသုံးလို့ရပါတယ်အဲ့တော့ ရှေ့ကဒါအခြေအနေပေါ်မှာမူတည်ပြီးတော့လိလာစီတယ်လိလာခိုင်းတယ်လိလာခွင့်ပြုတယ်ဆိုတာမျိုးတွေတော့ဘာသာပြန်ရမယ်ပေါ့နော်အဲ့ဒါလည်းမခက်ပါဘူး ခေဒီမာဆိုရင်ပြမအောင်သုံးဝတရှိလို့ S1 ဝ S2 bef ရှီယခိခေဆိုလို့ရှင်ဒီ subject 1ညီက subject 2ကိုခိုင်းမှာပေါ့နော်ရှီယခိခေပါရင်ဟောဒီ subject 1ညီကမှာအမြဲတမ်းအထက်လူကြီးမိဘဓမ္မမောင်ရင်ဆရာသူတို့ကနေဒီအောက်ကကိုယ့်ရဲ့တပည့်ဓမ္မမောင်ရင်သာသမီဓမ္မမောင်လို့ရှင်လက်အောင်ငယ်သာကြီးတဲ့သူကနေငယ်တဲ့သူကိုခိုင်းမယ်ဆိုတဲ့ဟာတွေပေါ့ဒီမှာဆိုရင်ဝတရှိလို့ဘူချောဝမိသားစုအာမေရိကာဟဲ့ရှု ချောဆာဆေမတ်တာဘူချောကမီယာဆန်ကိုအမေရိကကိုရွှတ်ချော်ရှီမတ်စ်ကလာတာလीနော်ရွှတ်ချော်ရှီမတ်စ်ကိုဝါဒရွှတ်ရှီမတ်ဆိုရင်ဆာဆေမတ်စ်ပြောင်းလိုက်တာဒါဆိုရင်ပြီးသွားတာမလို့မတ်တာဖောင်းနေရေးထားတာအဲ့တော့ရွှတ်ချော်ဆာဆေမတ်တာရွှတ်ချော်ဆာဆေမတ်တာဆိုတော့အလောကိစားနဲ့ခီထွက် kind day ထွက် kind gate day ဆိုတဲ့အဓိပ္ပာယ်ဖြစ်မှာပေါ့အကြီးကနေအငယ်ယာရုကြီးတဲ့သူကနေယာရုငယ်တဲ့သူကို kind တာ ဟုတ်ပြီနော်ခိုင်းတာဖြစ်တဲ့ကြောင့်မလို့အလုတ်ကိစ္စနဲ့ခီးထွက်ခိုင်းခဲ့တယ်အလုတ်ကိစ္စနဲ့ခီးထွက်စီခဲ့တယ်နောက်တစ်ခုနောက်တစ်ခုကဝတ္တရုတခါတလေမှာနာနီနာနီနီဒီလိုဆိုနီနောင်းအိုဆိုပြီးတော့လဲပါလာတဲ့တယ်ပေါ့ဒါဆိုရင်ဒီမှာဝတ္တရှိဝခရိုမိုနီကလေးကို ွန်းအိုယောမဆေမစ်စာအုပ်ကိုဖတ်စီတယ်ဓမ္မမောရင်ဖတ်ခိုင်းတယ်ဖတ်ခွင့်ပြုတယ်ဒီမှာတော့ကျွန်တော်ကကလေးတွေကိုစာအုပ်ကိုဖတ်ခိုင်းနေဘုသူတရစီဖို့ဘာဖြစ်ဖို့ညာဖြစ်ဖို့စသဖြင့်ပေါ့ဒီနေရာမှာ particle လေးတွေကိုသတိထားမိအောင်လို့ပါနောက်မှာ noun လေးပါတယ်ဒီ noun ကိုလှုပ်ခိုင်းခြင်းနဲ့ဆိုရင် particle ဒီနိသုံးတာပါဒီ noun ကိုလှုပ်ခိုင်းခြင်းနဲ့ဆိုရင် particle နိလေးသုံးတဲ့ကြောင်သတိထားစီခြင်းလုံးဒါလေးကိုရေးပြထားတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ ဘက်ကိုရှီယက်ခိခေဘက်ရှီယက်ခိခေကိုတက်ဖောင်ပြောင်းပြီးတော့အီတာရာခေမဆန်ကအဲတော့ဘက်ရှီယက်ခိခေတက်အီတာရာခေမဆန်ကဒီရှီယက်ခိခေရဲ့အခြေပဲကလှုပ်ဆေးတာလှုပ်ခိုင်းတာလှုပ်ခွင်းပြူပါလှုပ်ခွင်းပြူတာဆိုတော့လှုပ်ဆေးပါလားလှုပ်ခိုင်းပေးပါလားလှုပ်ခွင်းပြူပါလားဆိုပြီးဖြစ်မှာအဲ့ဒါဆိုမှတော့အဲ့လိုမျိုးခွင်းတောင်းတာဒီကိုကပဲခွင်းတောင်းရမှာလीနော်ကိုလှုပ်ချင်တဲ့အရာတွေအတွက်သူများစီကိုခွင့်ပြုချက်တောင်းနေ ခွင့်တောင်းနေကိုယ့်ရဲ့အထက်လူကြီးစီကိုဒါလှုပ်ချင်လို့အတွက်ခွင့်တောင်းနေကိုယ့်ရဲ့မိဘစီကိုဒါလှုပ်ချင်လို့အတွက်ခွင့်တောင်းနေဓမ္မမို့ရင်ကိုယ့်ရဲ့အဖိုးအဖွာကိုယ့်ရဲ့ဆရာစီကိုဒါလှုပ်ဖို့အတွက်ခွင့်တောင်းနေတခုခုလှုပ်ဖို့အတွက်ခွင့်တောင်းခြင်းတဲ့အခါမှာအဲ့ဒီ buff လေးကို share ခိခိပြောင်းတဲဖောင်းပြောင်းပြီးရင်အီတာရာခေမဆန်ကာလေးနဲ့ပြောမှာဒီမှာဆိုရင်စုမိမဆန်ကအာရှတာယာစုမဆဲတဲ့အီတာရာခေမဆန်ကာ ဟာဆူမီမဆန်ကဒစိလောက်ပါပြောခွင့်ပြုပါဟုတ်လားမနေ့ပြန်ကရာစုမဆဲတဲ့အနာယူခွင့်ပြုပါလားရာစုမဆဲတဲ့ရဲ့အတိတ်ပဲဒီဝါသက်ရှိတို့အနာယူခွင့်ပြုတာအနာယူခွင့်အနာယူစေတယ်အနာယူခိုင်းတယ်ဆိုတဲ့အတိတ်ပဲလीနော်အဲ့တော့ရဲခိခေဖောင်ပြောင်းလိုက်တဲ့အခါမှာအဲ့တော့အနာယူခွင့်ပေးပါလားအနာယူခွင့်ပြုပါလားဆိုပြီးတော့သူများစီကနေခွင့်နှောင်းတာဖြစ်သွားတာဒီနေရာမှာတကယ်လို့မြန်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ရာဆိုမီမားဆိုလို့ရှင်ရာဆွန်တဲ့ဣတရာခေမဆန်က ဆိုလို့ရှိရင်ဒါဆိုရင် အနားယူပေးလို့ရမလားစသဖြင့်ပေါ့နော်ပုံစံนี่ပြောင်းသွားနိုင်နေပေါ့ဒါကတော့ကိုကပဲခွင့်ထားမှာမလို့ရန်စုမှာဆက်တဲ့အီတာရာခင်မဆန်ကဘာတည်းရှိရ မြင်သာအောင်လို့ရှင်းမာတော့ကဝါသရှိတို့ဒီဘတ်ဒေးအီတာရာခဲမဆန်ကာလီတင်ခဲ့ဘူးတဲ့ဘတ်ပေးလို့ရမလားသူများကိုချူချူချာချာချူတတာပေါ့နော်ချူချူချာချာတာဖြစ်ကုန်ပြီချူချူတတာရင်ကြီးကြီးလေးခွင်တော်နေပေါ့နော်အဲဒါလေးကိုဖက်ပြလို့ရမလားတကားလေးဖွင့်ပေးလို့ရမလားဘာလေးလှုပ်ပေးလို့ရမလားစသဖြင့်သူများကိုလှုပ်ချင်အောင်ရင်ရင်ကြီးကြီးခိုင်းတာဂျိုယိုဘတ်ဒေးဆိုရင် သူများကိုခိုင်းပြီးတော့ချီယဲကီကီတဲ့ဆိုလို့ရှိရင်ကိုလှုပ်ချင်တာအတွက်ခွင့်တောင်းပါ ဘတ်တဲ့အီတာရာခေမဆန်ကဆိုရင်သူများကိုလှောက်ခိုင်းတာရင်ကြီးကြီးလှောက်ခိုင်းတာဖြစ်ပြီးတော့ဘတ်ဆဆဲတဲ့ရှီယခိခေတဲ့အီတာရာခေမဆန်ကဆိုရင်ကိုလှောက်ချင်တာအတွက်ဘတ်ခွင့်ပြုပါလားဘတ်ခွင့်ပေးပါလားဆိုပြီးတော့တောင်းဆိုမှဖြစ်ပါတယ်။ကဲဒီလောက်ဆိုင်တော့ဆိုရင်တော့မီနာဆန်တို့အတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။ဂျာမီနာဆန်အော်စကာရဲ့ဆောင်းမတဲ့စတောင်းမာဒနေဘိုင်ဘိုင်အိုယက်ဆူမီ